အားလုံးပဲမင်္ဂလာညချမ်းလေးပဲခင်ဗျာ Ghost Story Channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာပြပြသွားခြင်းတဲ့တရေဇက်လန်လေးကတော့ရှင်တီဝလီကိုကြောက်တဲ့ငကားပြင်ဆိုတဲ့ဖြစ်ရမှန်တရေဇက်လန်လေးပဲဖြစ်ပါတယ်ဒီဇက်လန်လေးကိုမပြောပြလေးခင်ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe မလုပ်ရလေးရင်လှူထားပေးကြပြီးတော့အတစ်တနိုင်းမှာတရားဖို့လဲဘေးနားက Notify Bell လေးကိုဖွင့်ထားပေးကြပါလို့အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးပဲဆင်းနေဖြစ်ပြီဆိုရင်ကျွန်တော်တို့စလိုက်အောင်ခင်ဗျာ ုမြင့်ဦးနဲ့မန်ဝင်းဟီးတို့မှာကြံတော့ရော်နဲ့နေထိုင်ကြတဲ့ဆင်းရဲသားဇနီးမောင်နှံဖြစ်ပါလေ။မင်းအောင်တဲ့တနစ်ကြော်ခန့်ရှိလာတော့အခါမှာမန်ဝင်းအင်းမှာကိုဝင်ရှိလာခဲ့ပါလေ။နာသမီးရတော်မီဖြစ်တဲ့ဖြစ်ကိုမြင့်ဦးနဲ့မန်ဝင်းဟီးတို့အလွန်ပျော်ရွှင်နေကြပါလေ။ထို့တို့ဖြစ်ကိုလာကြော်၍ဆယ်လပြည့်ပြီးမြောက်တညမှာတော့မန်ဝင်းအင်းမှာပိုင်းနာလာတဲ့ဖြစ်ကိုမြင့်ဦးလည်းရော်ထဲကလက်တွေတော့ပူအောင်အပြေးလာတော့ရောက်ခေါ်ဆောင်ခဲ့ရပါလေ။ဘဘူးရောက်ရှိလာတဲ့အခါမှာမဝင်းအေအားစမ်းတက်ကြည့်ပြီးကိုပြင်းဦးအားလိုအပ်တီများကိုမာချကာ ်မဝင်းအရာအိတ်ခမ်းတွင်းတို့ထည့်၍ကလေးမိဖောက်ပင်းရန်ပြင်ဆင်လာတော့တယ်။ဗေနီနာချင်းများကလည်းမဝင်းအေးပိုင်းနာတွေဟူတရတဲ့ဖြစ်ရောက်ရှိလာပြီးအမျိုးသမီးများကအခန်းထဲသို့ဝင်၍ဒေါ်ပုကိုကူညီပေးနေကြပါတယ်။နောက်ကြောင်းများကအင်ရှိကန်းနေထိုင်ကစကားပြောဆိုနေကြပါတယ်။ပုံမြင်ဦးကတော့အင်ရှိမှာအင်ဂူလီမာလာတုတ်တော်ကြီးကိုရွတ်ဆိုနေပါတယ်။အဲအချိန်မှာပဲတရှူရှူနဲ့မွေတွန်တန်းကိုကြားလိုက်ရတဲ့ဖြစ်အင်ဘာဝါမှာထွက်ကြည့်လိုက်ရအလွန်ထူးဆန်းလာတဲ့မြင်ကွင်းကြောင့်ကိုမင်းဦးထိတ်လန့်တုန်လှုပ်တွားခဲ့ရပါတယ်။ ူမြင်တွေ့လျရီကညလာရောင်ရေးရေးအောက်တွင်အနေရောင်ကြီးကိုများဖြင့်ငွေတကောင်ရောက်ရှိနေကြပြီးအိမ်မက်တို့ကြီးကတွန်နေတော့ကြောင့်ဖြစ်ပါတယ်။ဝင်းနဲ့ကြီးမှာလူကြီးလက်မောင်းတာတာကန်ကြီးမာပြီးဦးကောင်းပေါ်တွင်အမောက်လိုလိုအရာလေးပါရှိပါတယ်။ငွေတွန်နံမှာအတန်ရှင်မဟုတ်ပဲအတန်တူတူပြက်ပြက်ဖြစ်သည့်ဖြစ်ဖြစ်ငွေကြီးမှာအစိပ်ပြင်းထန်နေငွေစိုးဖြစ်ကြောင်းကိုမြင့်ဦးတိရှိလိုက်ပါတယ်။စကားပြောဆိုနေကြတဲ့အိနီနာချင်းမျိုးသားများကလည်းငွေကြီးကိုမြင်တွေ့ကြတဲ့ဖြစ်အံ့အားတက်နေကြပါတယ်။ ။ဒီအချိန်မှာပဲဥဝဲဥဝဲနဲ့ကလေးမွေးတဲ့အတန်းကိုကြားလိုက်ရပါတယ်။မွေးပြီမွေးပြီမင်းကလေးတော့ဖြူဖြူဖြူချစ်စရာကြီးတော့ကလင်းငိုရံနဲ့အတူဒေါ်ပူးရဲ့အတန်းကြောင့်မဝင်အင်းမတမီဥလေးကိုမွေးဖားလိုက်ပြီးဖြစ်ကြောင်းကိုကိုမြင့်ဦးတိလိုက်ရပါတယ်။မွေးကြီးကလည်းကလင်းငိုရံကြားရပစ်စီတို့ခေါင်းထောင်ကြည့်လိုက်ပြီးခဏကြာတော့အခါအိမ်ဘေးကနေထွက်သွားပြီးညအမောင်လေးတို့တိုးဝင်ပြောက်ွယ်သွားပါတော့တယ်။ကိုမြင့်ဦးနဲ့မဝင်အင်းတို့မှတမီဥလေးကိုရရှိတဲ့ဖြစ်အလွန်ပျော်ရွှင်နေကြပါတယ် ချစ်စရာကောင်းလာတဲ့တမီးလေးကိုယမင်းဟုနာမည်ပေးလိုက်ကြပါတယ်။ယမင်းမှာမွေးစားလေးကအလွန်အေးဆေးပြီးအငုံအရည်နဲလာပါတယ်။ယမင်းအားမွေးဖွားပြီးတဲ့အချိန်မှစ၍ကိုမြင့်ဦးနဲ့မတ်ဝင်းအေးတို့မှအလုတ်ကင်များအဆင်ပြေလာပြီးစီးပွားရေးပြည်လည်လာခဲ့ပါတယ်။ယမင်းအတက်တနစ်ခန့်ကိုရောက်တော့ခါတယ်။ရာဦးကျောင်းဆရာတော်မှကလေးအန်နဲ့ကင်းစီရန်ရှင်တီဝလိရုတ်တုလေးအားပေးလိုက်တဲ့ဖြစ်ကိုမြင့်ဦးလည်းရှင်တီဝလိရုတ်တုလေးကိုကျုံငယ်လေးတစ်ခုတည်းထည့်ပြီးယမင်းရဲ့လက်ဘေးမှာဆွဲပေးထားလိုက်ပါတယ်။ တို့ပြည့်ကျောင်းလေရမြည်အရွယ်လိုရောက်ရှိလာတော့အခါမှာရွာမမူလန်လန်ကျောင်းမှာပင်ကျောင်းထားပါတယ်။ရမင်းမှာလိမ္မာရေးချရှိပြီးစားတော့တပြည့်ဆရာဆရာမများကချစ်ကြပါတယ်။ဒီနေ့နေ့လယ်မုံစားစင်းချိန်မှာကျောင်းတူတက်နေတဲ့နိုင်ဝင်းစိုးတွေကောင်းလေးမှရမင်းအားစားနောက်ပါတယ်။ပထမတွင်ရမင်းကတိခတ်ပြီးမစရန်ပြောတယ်။တို့တော့နိုင်ဝင်းကဆက်လက်စားနောက်နေတဲ့ဖြစ်ရမင်းအလွန်စိတ်ဆိုးသွားပြီးအားကိုမစနဲ့နင်းကိုပြောနေရမကြောက်လားဟဲ့ဝေခိုက်တည်မဲ့အကောင်ရဲ့ဒီလိုမျိုးဒေါရတကြီးရမင်းကပြောဆိုလိုက်ပါတယ်။ ဘိုးခါမနိုင်ဝင်းလဲယမင်းရဲ့ဒေါ်ရထွက်နေပုံကိုကြည့်ပြီးဆက်လက်မဆနောက်ရဲတော့ပဲအခြားကလေးများနဲ့တွားရောက်ဆော့စားကြပါတော့တယ်တို့တို့ဖြစ်ဖြစ်တော်မီခဏအကြာတယ်အာမွေကြီးကဲကြပါအောင်အာမွေကြီးဟေးနိုင်ဝင်းကိုကြိုက်သွားပြီပြေးပြေးပြေးကလေးများရဲ့အော်ဟစ်တံများကြောင့်ကျောင်းထဲမှာဆရာဆရာမများပြေးထွက်လာကြပြီအဲ့ကလေးတွေဘာဖြစ်နေကြတာလဲဟိုဟိုကျောင်းနောက်ဘက်မှာတားလို့ကစားနေတာ ဂျုံမုတ်ထဲကမွေးတကောင်ထွက်လာပြီးနိုင်ဝင်းကိုကြိုက်သွားလို့ဆရာကျောင်းသားလေးများရဲ့စကားကြောင့်ဆရာမများလည်းကျောင်းတော်ဖက်သူတွားကြည့်ကြတော့ခါတယ်လဲကြနေတော့နိုင်ဝင်းကိုတွေ့လိုက်ရတဲ့ဖြစ်အပြေးလာတော့ရေးကြည့်လိုက်ရာနိုင်ဝင်းမှာချင်းမျက်စိနားတဲ့အစွဲရနှစ်ပေါက်ဖြစ်တကူလုံးပြာနန်းနေပြီးတေးဆုံးနေအောင်တွေ့လိုက်ရပါတယ်ထို့ဖြစ်ပဲကြောင့်အချို့ကယမင်းကျိန်သာတိုက်တဲ့ဖြစ်တေးဆုံးရခြင်းဖြစ်တယ်လို့ထင်ကြီးပေးကြလို့လဲအချို့ကမှမယုံကြည်ကြပဲတိုက်ဆိုင်မှုသာဖြစ်ပြီလို့ဆိုကြပါတယ်ယမင်းအတက်၈နှစ်ခန့်တော့ရောက်လာတော့အခါမှာ ယမင်းမုံတိုင်မှာမုံဝယ်ပြီးအိမ်ပြန်လာရလမ်းတွင်အရက်တမတင်ထွန်းနဲ့ဆုံပါတယ်။တင်ထွန်းမှာအရက်မူလေးရဲ့ဒကြီးတရိုင်ပြေလျှောက်လာပြီးဟဲ့ကောင်မလေးနင်းလက်ထဲကမုံတို့ငါ့ကိုပေးစမ်းငါအရက်နဲ့မြည်မလို့ဘာလို့ပေးရမှာလဲမပေးနိုင်ပါဘူး။ဟာဒီကောင်မလေးနားချင်းနေရလားပေးစို့ပေးစမ်းကဲဟာတင်ထွန်းကပြောပြောဆိုဆိုပြည့်ယမင်းရဲ့လက်ထဲမှာမုံတို့ကိုလူယူလိုက်ပြီးတွန်းလဲကထွက်သွားလိုက်ပါတယ်။မိမိမော်တို့လဲကြတော့တဲ့ပြည့်ယမင်းမှာအလွန်နာကျင်တော့ရပြီးဒေါ်ရထွက်လာကော အရတမန်တင်ထွန်းရဲ့ကြောပြင်ကိုမြေပုံဝင်တောက်နေတဲ့မျက်လုံးများဖြင့်စိုက်ကြည့်လိုက်ပြီးငါ့ကိုအနိုင်ကျင့်တဲ့အရတမန်မွေးခိုက်ပြီးတေပါစေလို့ပြောလိုက်ပါတယ်။ထိုနေ့မှာပဲအရတမန်တင်ထွန်းမှာရွာပြင်ကတောဆန်သားမှာမွေးခိုက်ခံရပြီးတေဆုံသွားပါတယ်။ထိုခါတွင်ရွာသားများမှာရမင်းစိတ်ဆိုးတော်တော်ထွက်ပြီးပြောလိုက်သည့်စကားကြောင့်လူနှယောက်အတက်ဆုံးဆုံးကြရတဲ့ဖြစ်တိုက်ဆိုင်မှုမဟုတ်တော့ပဲရမင်းမှာနှုတ်ဆီးရင်သောပညာများတက်တယ်လို့ယုံကြည်သွားကြပြီးအနိုင်မကျင့်ရဲမစားတော့ရဲကြတော့ပါဘူး။ယမင်းမှာအပြူရွယ်ရောက်တဲ့အခါတွင် ဂျန်နောရွာရဲ့အလားဆုံးကိုလန့်ကိုင်းပြူကျော်မလေးဖြစ်လာပါတယ်။ရောတူပင် ဖြစ်တော့လဲဖြူဝင်းတော်အသားရည်နတ်မောင်ရှီလျားရီစံနေများအချိုးစားလာပါတဲ့ခန္ဓာကိုချစ်စပယ်ကောင်းလာတော့မျက်နာကလေးဖြစ်ဒူမရဲ့အလားဟာဂျန်နောရွာလာမကအနီးနားရှိရွာများတို့ပင်ဂုံတဲ့င်းကမွေးပြန့်လေးပါတယ်။တို့တော့လဲဂျန်နောရွာနဲ့အနီးပါရွာများမှာကလာရာများမှာရမင်းရဲ့အနီးတို့မကတ်ရဲကြပါဘူး။အကြောင်းကတူစိတ်ဆိုးဒေါသထွက်ပြီးကျိန်ဆိုးလိုက်တိုင်းတစ်ခုခုဖြစ်သွားတတ်ကြရည်ဖြစ်ပါတယ်။ ထို့ပြင်အရေးစွန်း၍ချီရေးဆိုလာကြသည့်ကာလာဒါချို့မှာလည်းရမင်းအားချီရေးဆိုပြီးညမှာပင်အိမ်မက်ထဲမှာအလွန်ကြီးမားလာတဲ့အနှက်ရောင်နဂါးကြီးတစ်ကောင်မှလိုက်ရိုက်ခိုက်တဲ့ပြင်အေးမင်းရှင်ပြီးပြေးကြရပါတယ်။အိမ်မက်မှလက်နိုးလာတဲ့အခါလည်းလည်းအပြင်တွင်အမန်တကယ်ဖြစ်ပျက်သွားခဲ့လို့ပင်ချွေးများစုဆွဲကအလွန်မောပန်းနေကြရပါတယ်။ထို့ကြောင့်ဆစ်ဆက်မတိုးရဲကြတော့ပဲရှောင်ဖယ်သွားကြရပါတယ်။ပြင်လက်တမုတ်တရားရဲ့အလွန်နှက်ရှိုင်းလာတဲ့ရီအောက်တနေရာမှာ ်ဘုံတရံမျိုးစုံအယောင်ရှင်းမျိုးစုံဖြစ်နန်းတော်ကဲလိုအဆောက်အဦများရှိနေပါတယ်လူအဆောက်အဦများမှာဘောဂဝရီငကားတိုင်းပစ္စည်းငကားများဆံပြောရာနန်းပြတတ်များဖြစ်ပါတယ်နေထိုင်တဲ့ငကားများရဲ့တကူးရှိန်ဝါပေါ်မူတည်ပြီးဘုံတရံနဲ့အယောင်ရှင်းများကွဲပြားနေကြခြင်းဖြစ်ပါတယ်တာမန်တကူးရှိသည့်ငကားများကကြေးအောင်နန်းတော်အတန်ငယ်တကူးရှိသည့်ငကားကငွေအောင်နန်းတော်အလုံးတကူးကြီးကြီးနဂါးများကရွှေရောင်နန်းတော်များဖြင့်ဆံမြန်းနေထိုင်ကြပါသည်။ထိုနန်းတော်များ၏အလေတွင် အလွန်ခမ်းနားထည်ပေါ်ပြီးရွှေရောင်များတစ်ဖိတ်ဖိတ်တောက်နေတဲ့နန်းတော်ကြီးတစ်ခုရှိပါတယ်။ထိုနန်းတော်ကြီးမှာအလွန်တကူကြီးလာတဲ့နန်းနဂါအနယ်ဝင်နဂါနဲ့ဘီရင်ကြီးနာဂဒေနာဆံမြန်းရောင်နန်းတော်ကြီးဖြစ်ပါတယ်။နာဂဒေနာဘီရင်ကြီးတွေအလွန်တကူကြီးတကယ်လို့နဂါနဲ့များကိုအုပ်ချုပ်တည်ဘီရင်လည်းဖြစ်တဲ့ဖြစ်အမြတ်ဒေါတာမန်မာနာကြီးလာပြီးနဂါမိဘုရားများလည်းအများအပြားရှိပါတယ်။နဂါနဲ့ဘီရင်ကြီးနာဂဒေနာတွေနန်းတော်ကြီးတဲ့စီပလင်ကြီးပေါ်တွင်ဆံမြန်းနေရင်အတိတ်ကဖြစ်ရများကိုပြန်လည်မြင်အောင်လာမိပါတော့တယ်။နာဂဒေနာတွေ နဂါးနဲ့တို့ရှင်ပြင်းဖြစ်တဲ့ဖြစ်နဂါးမိဖုရားများစွာရှိသည့်အနေမှာမိဖုရားဒေဝီအားအချစ်ဆုံးဖြစ်တဲ့ဖြစ်အစသာအရာရာအလိုလိုက်အကျဆောင်ပါတယ်ဒုက္ခအချားတို့မိဖုရားများကမကျေနပ်ကြပဲမနာလိုမုန်းသီးခြင်းများဖြစ်လာပါတယ်တို့ကြောင့်မိဖုရားဒေဝီမှာငကားပြည်တွေမပျော်ပိုက်တော့ပဲလူပြည်တို့တားခွင့်ပြုရန်ငကားဒေနာထံတောင်းဆိုပါတယ်။မမတို့ငကားပြည်မှာမပျော်ပိုက်တော့တာကြောင့်လူပြည်ကိုတားခွင့်ပြုပါမောင်းတော့ဘလို့ဖြစ်နိုင်မှာလဲမမတို့ရဲ့လူပြည်လူရွာဆိုတာရှုပ်ထွေးပြည်လီလာပါပြီတဲ့ နောက်ပြီးနမတော်ကလူပြည်မှာပြောပပြီးမောင်နှောကိုမိတော်မှပြင်မောင်နှောရင်ကျိုးရကြီးရဲ့ကွယ်မတော်ချင်ပါနဲ့နမတော်ဟောရင်ငကားအတိုင်းပြည်မှာပဲမောင်နှောနဲ့ပြောပြောရှင်ရှင်ဆန်သားနေပါကွယ်အိုးမလုံမုံဒီစိတ်တွေရှိနေကြတယ်မောင်နှောရဲ့မိပြားတွေကြမှာနေရတော့မပြောပိုင်နိုင်ပါဘူးနောက်ပြီးလူပြည်လူရွာကိုတွားပြီးကုလိုကောင်းမှုတွေကိုလည်းပြုလုပ်ခြင်းနဲ့နမတော်ကိုတကယ်ချစ်တယ်ဆိုရင်ခွင့်ပြုပေးပါတော့ခက်လိုက်တာနမတော်ရဲ့နမတော်ကိုစိတ်လက်မချဘူးပြီးတော့နမတော်မရှိရင်မောင်နှောနေတတ်မှာမဟုတ်ဘူး ။မောင်တော်ကလည်းနမတော်ကလူပီကိုခဏပဲအလဲတော်မှလေးလူပီကတက်တန်းကနမတော်တို့ရဲ့ဘောကဝတီငကားပီကငကားတက်နေဆိုရင်ဘာကြမှာမလို့လဲ။နမတော်ကိုတကယ်မချစ်လို့လားမောင်တော်ကခွင့်မပြုလား။ငုံဘာနဲ့နမတော်ရဲ့လူပီကိုတွားရမှနမတော်စိတ်ကျေနပ်မယ်ဆိုရင်မောင်တော်ခွင့်ပြုပေးပါမယ်။ဒါပေမဲ့မောင်တော်ကိုဂတိကျော်ပေးခဲ့ရမယ်။ဘာလို့လဲမောင်တော်လူပီကိုရောက်ပြီးအရွယ်ရောက်လာတဲ့အခါချစ်သူကြီးစားမထားရဘူး။တောင်းပါပြီမောင်တော်တောင်းတဲ့ဂရီကိုနမတော်ပေးနိုင်ပါလား။ မတော်လူပြည်ကိုရောက်ရင်ကုလိုကောင်းမှုတွေပြုလုပ်ပြီးမောင်တော်ကိုလည်းအမြအတန်းဝေပေးပါမယ်။ကောင်းပြီနမတော်ဘေးကတဲ့ဂတိမတီးခဲ့ရင်တော့ငကားပြည်ကိုချက်ချင်းပြန်ခေါ်မယ်။လူပြည်မှာလူတို့အတက်24နှစ်အထိနေခွင့်ပြုမယ်။လူပြည်ကိုရောက်တဲ့အခါချမ်းချမ်းသာသာနေနိုင်အောင်မောင်တော်မဆပေးမယ်။နမတော်ကိုတတိယတဲ့အချိန်တွေမှာလူပြည်ကိုလိုက်လာပြီးနမတော်ကိုစောင့်ရှောက်ပေးမယ်။တကယ်တော့ပြောလိုက်တာမောင်တော်ရဲ့ဒေဗီလည်းမောင်တော်နာခဒေနာပြင်ကြီးမှလူပြည်ကိုတွားခွင့်ပြုလိုက်တဲ့ဖြစ်အလုံးမင်းပြောဆင်သွားပါတယ်။ အတိတ်မှအကြောင်းအရာများကိုပြန်လည်စဉ်းစားနေမိကျနာခရာစာရဲ့မျက်နှာမှာအဆွေးရည်များရှက်တန်းနေပါလေမိဖုရားဒေဝီအားချစ်မြတ်နိုးလာတဲ့ဖြစ်သူမရဲ့စိတ်ဆန္ဒအတိုင်းလူပီကိုတောင်းခွင့်ပြုလိုက်ရလို့လဲစိတ်မချနိုင်ပါဘူးထို့ကြောင့်လူပီကိုရောက်နေတဲ့ဒေဝီတစ်ဖြစ်လဲရမင်းရှိရာလိုမကြာခဏတွားရောက်ပြီးစားလျှောက်ပေးခဲ့ပါလေရမင်းအတက်တနည်းခန့်လိုရောက်ရှိတဲ့အချိန်မှာဖောက်ခင်ဖြစ်သူမှရှင်တေဝီလေးရုပ်တုငယ်လေးကိုကျုပ်ထဲကိုထည့်ပေး၍ရမင်းရဲ့လက်ဘဲမှာဆွဲပစ်လိုက်တဲ့ဖြစ်နာခရာစာမှာရမင်းအနီးသို့ကပ်လို့မရတော့ပါဘူး အလင်းနာလိုကတ်လိုက်တိုင်းအလွန်ပူလောင်လာတဲ့ပူလောင်မှုမျိုးကိုခံစားရတဲ့ဖြစ်အဝေးမှလာငေးကြည့်ရင်စောင့်ရှောက်နေရပါတယ်။တကူးကြည့်တဲ့အပြင်နဂါးနဲ့ပြင်လည်းဖြစ်တဲ့ဖြစ်မန်မာနာအမျက်တော်တာလည်းကြီးလာ၍ရမင်းကိုအနိုင်ကျင့်စောကားသူများကိုအတက်စီဆုံးတဲ့အချိန်ရံမှုပါတယ်။ရမင်းပြိုရွယ်လို့ရောက်ရှိလာချိန်တွင်လည်းရမင်းအားချစ်ကြိုက်သူပိုးပန်းကြသူများကိုကြောက်လန့်အောင်တတိပေးတားမြစ်ခဲ့ပါတယ်။တနေ့တွင်ကြံတော့ရွာရဲ့အလူဝဲတစ်ခုတို့တွားရန် ရေချိုးလာပြီးအဝတ်စားများဝတ်ဆင်ပြီးတော့အခါမိခင်ကြီးမတ်ဝင်းအေးကရမင်းကိုဆွေလက်ဆွေရွှေလက်ကဆေးဆဲကျုံများဝတ်ဆင်ပေးလိုက်ပါလေဝတ်ဆင်ပြီး၍မန်ရှေတို့တွားရေးကြည့်လိုက်ချိန်တွင်သူမရဲ့လေတိုင်လေးပေါ်မှာဆေးဆဲကျုံအပြင်ငယ်စဉ်တည်းကဆွဲထားခဲ့တဲ့ရှင်တူလီရုပ်တုပါရီကျိုးလေးကချုပ်နေသည်ဟုထင်ပြီးအလူပွဲမှပြန်လာတဲ့အခါပြန်လည်ဆွဲတော်မူလို့တွေးလိုက်ပြီးကျိုးလေးကိုဖြုတ်ပါတင်းထားလိုက်ပါလေပြီးတော့အလူပွဲစီကိုထွက်ခွာသွားလိုက်ပါလေအလူပွဲမှပြန်လာတဲ့အခါလည်း ရှင်တီဝလီရုတ်တုပါလေဂျိုလီအားပြန်ရင်မဝိဖြစ်ပဲမေးလျော့နေမိပါတယ်။ဘုံညတွေအလင်ထူးဆန်းတဲ့အိမ်မက်တစ်ခုကိုယမင်းမြင်မဲ့ပါတယ်။အိမ်မက်ထဲတွင်ဒူမရောက်ရှိနေတဲ့ကပင်လယ်ကမ်းဆက်တနေရာအပြောကျယ်လာတဲ့ပင်လယ်ရေပြပြကြီးကလိုင်းကျဲခွက်လေးများနဲ့တာယာနေတဲ့ကိုယမင်းငေးကြည့်နေမိပါတယ်။ထို့အချိန်တွင်ဒူမထိုင်နေတဲ့အနီးရေပြင်ထဲမှာရေများလှုပ်ရှားတာကိုကြားလိုက်ရတဲ့ဖြစ်လမ်းကြည့်လိုက်ရာအလွန်ထူးဆန်းလာတဲ့မြင်ကွင်းကြောင့်ယမင်းအလွန်အံ့ဩသွားရပြီးပါဇက်မှာအာမေဒိတ်တန်ထွက်ပေါ်သွားပါတယ်။ လှူရှားနေတဲ့ရေပြင်ထဲမှာယောက်ျားပုတရားပေါ်လာ၍ဖြစ်ပါတယ်။ယောက်ျားပုမှာအနှဲ့ရောင်ရှေးခေတ်ဝတ်စားများကိုဝတ်ဆင်ထားပါတယ်။ခေါင်းတွင်လည်းကြောင်မြတ်ရေနာများကိုစီချဲထားတဲ့ငကားပုံပါခေါင်းဆောင်ကိုဆောင်းထားပါတယ်။ရမင်တန်အတော်ဖြစ်ငေးကြည့်နေမိစင်မှာပဲယောက်ျားပုကရေထဲမှတက်လာပြီးလူမအနီတို့ရောက်ရှိလာခဲ့ပါတယ်။ရေထဲမှတက်လာတော့လည်းယောက်ျားပုရဲ့ခန္ဓာကိုယ်နဲ့အဝတ်စားများမှာရေစူဆွဲနေခြင်းမရှိပါဘူး။ရှင်ရှင်ဘာတူလဲ။နမတော်လေးကမောင်းတော်ကိုမမတ်မိတော့ဘူးလား။အင်းလေဘဝတွေကချောက်ရွံ့ပြီကော။ ဘယ်မှမမိတော့မလဲ။ဒါကြောင့်နမတော်လေးကိုမောင်တော်နဲ့အရင်ဘွားကဆံပြန်းခဲ့ကြတဲ့နန်းတော်ကြီးစီကိုခေါ်သွားမယ်။လာ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 ။ယောက်ျားပြုကပြောပြောဆိုဆိုဖြင့်ယမင်းရဲ့လက်ကိုဆွဲပြီးရေထဲကိုဆင်းသွားလိုက်ပါလေ။ယမင်းမှာယောက်ျားပြုရဲ့ခေါ်ဆောင်ရနောက်တို့စိတ်ညှို့ခံထားရသူဘက်မှမငင်းဆိုင်တိုင်းပဲလိုက်ပါတော့မိပါလေ။အလွန်ထူးဆန်းနေမှာရေထဲတို့ဆင်းတော့လေသူတို့ရဲ့ခန္ဓာကိုယ်နဲ့အဝတ်အစားများကိုရေဆိုခြင်းမရှိသလိုဒီအောက်တော့ငိုရှိုးသွားတဲ့အခါတွေလဲရေမွန်းခြင်းမရှိပဲအတက်ရှူရပြင်ရနေခြင်းဖြစ်ပါလေ။တစ်ဖြည်းဖြည်းနဲ့ ပင်လယ်ရေအောက်အလွန်နှက်ရှိုင်းလာတဲ့နေရာတစ်ခုကိုရောက်ရှိသောအခါတွင်ညမင်းမြင်တွေ့လိုက်ရသည်ကရှေးခေတ်ကနန်းတော်ကြီးများကဲ့သို့စုလင့်မွန်ချင်းမဖြစ်တန်သာစင်ထားသည့်အဆောက်အဦများထိုအဆောက်အဦများမှာအကျယ်ဝန်းခန်းနာထယ်ဝါမှုများမတူကြသလိုအယောင်များကလည်းအချို့ကကြေးအောင်အချို့ကငွေအောင်အချို့ကရွှေအောင်စားလက်ဖြစ်ကွဲပြားနေပါတယ်ညမင်းမှာအံ့ဩစွာဖြင့်နေကြည့်နေရင်မှဒီနေရာဒေတာနဲ့ဒီအဆောက်အဦများကိုစိတ်ထဲမှရင်းနှီးပြီးအကျွမ်းတဝင်ရှိနေတယ်လို့ခံစားမိပါတယ် ထိုချိန်မှာပင်ရွှေရောင်များတစ်ဖက်ဖက်တောက်ပနေတဲ့အဆောက်အဦတစ်ခုရှိတော့ရောက်ရှိလာခဲ့ပြီးယောက်ျားမျိုးကရမင်းကိုထိုအဆောက်အဦကြီးတဲ့လို့ခေါ်ဆောင်သွားပါတယ်အဆောက်အဦကြီးမှာအပြင်ဘက်တွင်လည်းလပနေသလိုအထဲတွင်လည်းလွန်စွာမှခန်းနာကြီးကျယ်လာပါတယ်အဆောက်အဦကြီးရဲ့အလယ်မှာအဖိုးနဲ့ကထိုက်တန်တဲ့ကြောက်တံပရင်များများဖြင့်စီကျဲထားတဲ့ပလင်ကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်ဒီပလင်ကြီးကိုမမတ်မိတော့ဘူးလားနေမတော့အရင်ကမောင်နှံနဲ့နေမတော်တို့အတူထိုင်နေကြပလင်ကြီးလေယောက်ျားမျိုးရဲ့စကားကြောင့်ပလင်ကြီးကိုတင်ချကြည့်လိုက်ပါတယ် ယခင်ကတွေ့မြင်ခဲ့ဘူးတလို့ခံစားရတော့လဲမိဒီအချိန်တုန်းကမြင်တွေ့ခဲ့ဘူးဒီကိုစဉ်းစားရမှဖြစ်နေပါတယ်။အင်းလေအဝါချလာတော့နမေတော်ကမိပြီပေါ့။အားကြောင့်နမေတော်မက်မိတော့ခွင့်ရတော့ခေါ်ပြတာ။မောင်တော်ကဘောဂဝတီနဂါပြီကနဂါနဲ့ပြန်နဂါရာစာပဲ။နမတော်ကမောင်တော်ရဲ့မိများလေလူပြီကိုတွားကျင်တယ်လို့ပူဇော်လုံးလို့ခွင့်ပြုပေးလိုက်တာ။နမတော်ကလူပြီမှာနေခွင့်ပေးထားတဲ့အတက်ကလည်းတိတ်မလို့တော့ဘူး။အတက်ပြည့်ရင်တော့ဟောရီနဂါပြီကိုပြန်ခေါ်တော့မယ်။ ောင်နှံမတော်လွမ်းလာပြီကွယ်ကျမအဲ့ဒါလည်းမသိဘူးကျမမိဘတွေညောင်နေတော့မယ်ကျမကိုအိမ်ပြန်ပို့ပေးပါကောင်းပြီအခုလမ်းမတော်အိမ်ပြန်ပို့ပေးမယ်အတက်24နှစ်ပြည့်တဲ့အချိန်ကြာရင်တော့အပြီးခေါ်တော့မှာအဲမလိုက်ဘူးမလိုက်ဘူးရမင်းကအော်ဟစ်ရင်နဲ့အိမ်မက်ကနေလက်နှိုးလာခဲ့ပါလေအိမ်မက်ဟုဆိုတော့လေအပြင်းနဲ့တကယ်ဖြစ်ပြတော့တကယ်လို့ခံစားနေရပါလေဟိုကြောင့်နောက်တနေ့နန်းနဲ့တွင်မိဘများကိုပြောပြလိုက်တာပေါ့ထိုအခါကိုမြင့်ဦးနဲ့မန်ဝင်းအေးတို့မှအလုံးပင်စိုးရင်တွားကြပါလေ ဤဆက်ရဆရာများနဲ့ကုတာကြတော့လဲအကြောင်းမထူးပါဘူး။ထို့ကြောင့်စိတ်ဆင်းရဲတော့ခရောက်နေကြတာပါလေ။ထိုချိန်တွင်မစ်ဆစ်တူဦးရဲ့လမ်းညွှန်မှုကြောင့်ဆရာနေတွင်းစီကိုရောက်လာကြပါလေ။ဆရာနေတွင်းမှာအသက်30ကျော်ပန်းရှိပြီးဆွေရင်ကျော်အိဆာတရာမဟိဒီစေကိုင်းဝင်တူဖြစ်ပါလေ။ပုံမြင့်ဦးနဲ့မဝင်အေးတို့လည်းယမင်းရဲ့အကြောင်းစုံကိုဆရာနေတွင်းအားပြောပြလိုက်ပါလေ။ဆရာနေတွင်းမှာတေချာနားထောင်ပြီးနောက်ဘုရားရှင်အားစီမီပန်းရေချမ်းများကတ်လို့ရွေးဘုရားရှိခိုးပြီးယမင်းရဲ့အတက်နဲ့ခန္ဓာကိုယ်ကိုအနှံခိုင်းပါလေ။ ပြီးတော့စတင်စေကူပါတော့တယ်။ကဲဟော်ရီဗုဒ္ဓဟူတမီးကိုနောက်ဆက်နေတဲ့အတူအခုချက်ချင်းဆရာစိတ်ကိုရောက်လာခဲ့သံဘုရားငါးစုအမိန်အထက်ဆရာကြီးများရဲ့အမိန်ငါဆရာရဲ့အမိန်ဆရာနေတွေကအမိန်ပြန်၍ခေါ်လိုက်တော့လေအတန်ကြာရီထိရောက်မလာပါဘူး။ထို့ကြောင့်ဩတင်ကအာခန့်နေပေါ့။ကဲဆိုင်ရာကဆွဲခေါ်ခဲ့သံကျိုးပိုင်ကကျိုးနဲ့တုတ်ပြီးငါဆရာစိတ်ကိုရောက်ခေါ်ခဲ့သံဒုခါတွင်လည်းရောက်ရှိမလာပါဘူး။ထို့အခါယမင်းကိုနောက်ဆက်နေသူမှာ ကမန်စိတ်တီတကူကြီးမားလာတဲ့ပြေကျိုးပိုင်ဂျင်ပိုင်များကခေါ်ရမရချောင်းကိုချင်းမိလိုက်ပါတယ်။အော်တင်းရဲ့အစမ်းကမတေးဘူးပဲ။ကဲကျိုးပိုင်ကနောက်ရက်တူတဲ့ဘုံတကူဆယ်စားပူကြည့်ပြီးငါဆရာဆေးကိုအရောက်ခေါ်ခဲ့စမ်းအထက်ဆရာကြီးများရဲ့အမိငါဆရာရဲ့အမိတို့တို့အမိပြန်လိုက်ပြီးခဏမြကြတော့အခါယမင်းရဲ့ခန္ဓာပေါ်မှာတဆက်ဆက်တုံရင်လာပါတယ်။တောက်လာပြီလားရောက်ရင်ဖះဦးတိုင်းဆရာကဖះဦးတိုင်းခိုင်းတော့လေအရင်မလုပ်တဲ့ပြေကဲဆရာကနောက်ကနေနင်းချလိုက်စမ်း ဒီလိုအမိန့်ပေးလိုက်ရာဘုကခန္ဓရတို့ယမင်းမှာရှေ့တော့ငှက်ကြတော့ပြီးဖះကိုဥတိုက်လေပါလေတို့တော့မကျေနပ်တဲ့အမှုရာဖြစ်ဟေ့ဆရာမင်းကဘာကြောင့်ငါ့ကိုခေါ်ရတာလဲကွာမင်းကဘာလို့မလို့ဆရာကိုမင်းနဲ့ကလည်းတုံပြီးပြောနေရလဲဟေးငါကဘောခဝတီငကားပြီးကငကားနဲ့ပြင်းကွာအော်မင်းကငကားနဲ့ပြင်းလားလိန်ညာပြီးပြောနေရင်ငရဲမိတဲ့မြပူလောင်စေငါကတကယ်ငကားနဲ့ပြင်းမဲကွာမင်းရဲ့ပညာကလည်းမတည်ဘူးပဲအရင်ဆရာတွေတုန်းကငါကိုယ်တိုင်မလာဘဲငါတပည့်တွေကိုလွတ်လိုက်တာ သူ့လက်ဘေးမှာဆွဲထားတဲ့ကြုတ်တဲကစင်တူလီရုပ်တူကြအောင်သူ့အနားအောင်ငါလာလို့မရဘူးအခုမင်းကအမိတ်ပြန်ပြီးခေါ်လို့ငါလာလို့ရတာမင်းလွတ်လိုက်တဲ့ကြိုးပိုင်အစင်ကငါ့အနားတော်ကိုကတ်နိုင်ဘူးကွာနောက်မှငါနားကိုကတ်လို့ရပြီးအတင်းခေါ်လို့ငါကိုယ်တိုင်လာခဲ့တာငါလည်းလာလို့မရတာနဲ့မင်းကခေါ်ရတယ်အတော်ဖြစ်တော့တာကွာမင်းကိုကျေးဇူးတင်ပါတယ်မင်းကတကူကြီးရဲ့ငကားနဲ့ပြင်ဖြစ်ပြီးဘာလို့ရှင်တူလီရုပ်တူကိုကြောက်ရတာလဲနောက်ပြီးဒီမင်းကလေးကိုရောဘာကြောင့်နောက်ဆက်နေရတာလဲ ရှင်တူလေးရုပ်တုကိုတူးလက်ဘေးမှာဆွဲထားတဲ့အချိန်ကစပြီးအနားအောင်ကတ်လိုက်တာနဲ့မခံမရနိုင်အောင်ပူလောင်လာလို့အဝေးကပဲစောင့်ကြည့်နေရတာ။ဘာကြောင့်လဲတော့ငါမသိဘူး။ငါကနောက်ရက်နေတာမဟုတ်ဘူး။လူကအရင်ဘွားကငါမိဖုရားလေ။လူပြည်ကိုတွားကျင်တဲ့ပူဇော်လုံးလို့လွတ်လိုက်ရတာ။ငါလိုငကားနဲ့ပြင်ရဲ့မိဖုရားကိုအနိုင်ကျင့်စော်ထားတဲ့ကောင်တွေကိုအတေလုံးလိုက်တာအပြိုဖြစ်လာတဲ့အချိန်မှာအချစ်ရေးဆိုလာတဲ့ကောင်တွေကိုလည်းငါပဲတတိပေးခဲ့တာကွာ။နောက်ပြီးအတက်24နှစ်ပြည့်ရင်ငကားပြည်ကိုပြန်ခေါ်တော့မှအတက်24နှစ်ဆိုတာနေလွန်းတယ်။ လွတ်တုံးကလွတ်ပြီးမှတော့လူပီမှာတတန်းစစ်နေခွင့်ပြုလိုက်ပါမဖြစ်နိုင်ဘူးသူ့ကိုလွတ်ကလေးကလူပီမှာအတက်24နှစ်ပဲနေခွင့်ပြုမယ်လို့မှားလိုက်ပြီးသားဒါတော့သူ့ကိုချစ်လွန်းလို့ခွင့်ပြုပေးလိုက်ရတာဘာပဲဖြစ်ဖြစ်လေဒီဘက်မှာမိဘတွေကလည်းရှိနေသေးတယ်အခုချိန်မှာမင်းကပြန်ခေါ်သွားမယ်ဆိုရင်သူတို့ခင်ဗျားဘယ်လောက်ခံစားကြရမလဲငါလည်းအခုခံစားနေရတာပဲကွာခွင့်မပြုနိုင်ဘူးမင်းကငါကမနှိမ့်ဆက်ခြင်းလို့မေတ္တာရက်ခံနေရတော့မင်းကလက်မခံဘူးဆိုရင်တော့ငါ့ကိုအဆုံးစုံနဲ့ဇာနေတွေရဲ့စကားကြောင့်ငါးနဲ့ပြင်ပူကတ်နေတယ် ရမင်းကဒေါ်ရထွက်လာပြီးမျက်ထောင်တည်ကြီးဖြစ်ကြည့်ပါတယ်။တို့တော့ချက်ချင်းမျက်နှာလဲတော့ပြီးမြင့်ပညာကထက်လာပါလား။ဘေးမှာလဲမင်းကိုစောင့်ရှောက်နေတဲ့အထက်ဝိဇ္ဇာတွေကလည်းရှိနေသေးတော့ငါဘာမှမတတ်နိုင်တော့ဘူး။ဒါကြောင့်ဒီမင်းကလေးကိုလူပြီမှာအတက်90ထိနေဝင်ပြုတ်ပေးမယ်။နောက်ထပ်တော့ထပ်ပြီးမတိုးပေးနိုင်တော့ဘူး။ဒုက္ခဆရာနေတွေကကိုမြင့်ဦးနဲ့မဝင်အေးတို့ဟာတစ်ချက်ကြည့်လိုက်ပြီးကဲဦးတို့ကြားတဲ့အတိုင်းပဲဒီမင်းကလေးကိုလူပြီမှာအတက်90ထိနေခွင့်ပြုတ်ပေးမယ်တဲ့။ဒါလို့ဆိုရင်တော့ဂျင်းနဲ့လိုက်ကြပါ ဟုတ်ကဲ့ဆရာကျေနပ်ပါတယ်။ဒါပေမဲ့ဒီကြားထဲမှာမနှောက်ရှက်အောင်တော့တရားလုပ်ပေးပါ။ဘုံမြင့်ဦးတို့မှကျေနပ်တယ်ဆိုတဲ့ဖြစ်ကဲကောင်းပြီ။ဒီမင်းကလေးကိုလူပြီမှာအတက်90တိနေခွင့်ပြုတာလက်ခံတယ်။ဒါပေမဲ့ပေးထားတဲ့အတက်မပြည့်ခင်မှာနှောက်ရှက်တာတွေမလုပ်ပါဘူးလို့တစ္ဆာဆိုတစ္ဆာရေတောက်ပြီးမင်းနေအောင်ပြန်ပြီးတော့ဆရာနေတွေ့လဲငကားနဲ့ပင်အားတစ္ဆာရေတိုက်ပြီးယမင်းရဲ့ခန္ဓာကိုယ်မှာပြန်လည်ထွက်ခါခိုင်းလိုက်ပါလေ။ငကားနဲ့ပင်နာခရာစာမှာတစ္ဆာရေတောက်ပြီးထွက်ခါတွားလိုက်ပါတော့တယ်။ ထိုခါတွင်မိမောတွေ့ဝင်နေတဲ့ယမင်းအားပြစ်စုချပြီးအကြောင်းဆုံးပြောပြလိုက်ပါတယ်ယမင်းလည်းဆရာနေတွေအားကျေးဇူးတင်စွာပြစ်ရှိကိုကတော်နေပါတော့တယ်ကိုမြင့်ဦးနဲ့မန်ဝင်းအေးတို့တွေလည်းတမင်းဖြစ်သူယမင်းတဲ့စိတ်အေးတော်ကြပြီးဆရာနေတွေအားနှုတ်ဆက်၍ပြန်တော်ကြပါတော့တယ်ဒီနားမှာပဲရှင်တီဝလီကိုကြောက်တဲ့ငကားနဲ့ပြင်းဆိုတဲ့ဖျက်မှန်တင်းဆက်လန်လေးကတော့ပြီးဆုံးသွားပါခင်ဗျာ အဆုံးထိလိုက်ပါနားဆင်ပေးကြကြတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်နေ့မှလည်းဒီထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရမှန်တဲ့ဆက်လန်းတွေကိုပုံမှန်တင်ဆက်ပေးမှာမို့ကျွန်တော် channel လေးကိုအစင်းအမဲစောင့်မျှော်ကြည့်ရှုအားပေးကြပါလို့အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ